ကျွန်တော်အောင်ကြည့်တဲ့ပါခင်ဗျာဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တက္ကံကိုအပိုင်း52ဖြစ်ဆက်လက်ပြီးဖျက်ပြပေးပါမယ်ခင်ဗျာနောက်ဆင်ကြည့်ကြပါဦးအခန်း89ရာဇဝင်လေးကမောင်ဝိကျွန်တော်နဲ့မောင်ဝိစပြီးတည်ကျွမ်းတဲ့အချိန်ကမောင်ဝိဟာအေးရကန်ရှိပြည်လန်းတဲ့ကန်တော့မှာမြန်မာဟောင်းလောင်းဆိုတဲ့အေယာမကွန်မြူနတီကိုဖွင့်ထားတဲ့အချိန်ပေါ့ဗျာ တိတိကျကျလမ်းညွှန်ရရင်88ရေခေကြီးတို့ကကျောင်းသားတွေတွေးမြင်ကြကြလို့တရားပြူအမိကနေတရားနီလို့လူလူကအမိပြောင်းလိုက်ကြတဲ့မှတ်တိုင်တာကပေါ့အမန်ကသူယုံဖွင့်ထားတဲ့အဆောက်အဦးကြီးဟာအရင်ကဂျင်ဝိုင်းနေဖွင့်ခဲ့ဘူးလေဗျာမမရရပြောရရင်နမကြီးဆိုတော့ခမောင်တိုးတို့ဖွဲ့တောင်းအဲ့ဒီခြံဝန်းကြီးထဲမှာခရမ်းပြားဆိုတဲ့နမနဲ့စောက်တော့ဆန်ခက်သေးသေးလေးတခုဖွင့်ခဲ့ဘူးသေးတယ် အဲ့ဒီတော့ကသူတို့တီးဝိုင်းနာမည်ကလီဝစ်စီဆိုတဲ့နာမည်နဲ့တော်တော်နာမည်ကြီးနေတဲ့အချိန်ပေါ့ဗျာမောင်ဝေးဟာအဲ့ဒီအဆောက်အဦကိုဝယ်လိုက်လည်သလားငှားလည်သလားတော့အတိအကျမပြောတတ်ဘူးအတွင်းရောအပြင်မှာခန်းခန်းနာနာပြင်ဆင်မွန်းမံပြီးကုမ္ပဏီဖွင့်ထားတာပဲဗျာရုံးခန်းတွေထဲမှာပြင်ဆင်ထားတဲ့ပရိဘောဂတွေကလည်းတကယ့်ကိုဈေးကြီးပေးရတဲ့ထိတ်တန့်ပစ္စည်းတွေကြီးပဲဗျာနေအောင်မြဟောင်းလျောင်းဆိုတဲ့ကုမ္ပဏီဟာ အင်ဒိုနီးရှားတို့စင်ကာပူတို့မှာလည်းရုံးငွေတွေဖွင့်ထားနိုင်တဲ့အထိအင်ပါယာကြီးကြီးမားမားရှိတဲ့ကုမ္ပဏီကြီးတယ်ဗျာကြားရသလောက်တော့အဲ့ဒီကုမ္ပဏီကအရာရောက်သူတွေနဲ့မောင်းဝေးဟာဂေါတိကစားရကနေအဆက်အသွယ်ဖြစ်သွားကြတယ်ဆိုပဲဟုတ်တယ်မောင်းဝေးဟာဂေါတိကိုကျွမ်းကျင်ကျင်ကျင်ကစားတတ်တယ်ဗျာကျွမ်းကျင်ဆိုသူကပူထရာဂေါတိပြိုင်ပွဲမှာတောင်းမြန်မာနိုင်ငံလေရွေးစင်အဖြစ်နဲ့ကစားခဲ့ပြီးသေးတယ်ဗျာကျွန်တော်နဲ့သူဂေါတိကစားခဲ့တော့က ကျွန်တော်ကဗီဂန်နာဖြစ်ခေါတိကူးချင်းကိုအချက်40ကျော်ရိုက်နေရတဲ့အချိန်မှာသူ့ရဲ့အကျိုးပေးရချက်ဟန်ဒီကက်က4တယ်ဗျာမောင်ဝိကခေါတိကစားနေမှာကျွမ်းကျင်တာလည်းမပြောနဲ့လေသူခေါတိစကစားတော့ကခေါက်ရိုက်တန်ကသူ့ရဲ့နဲ့မလွတ်သေးဘူးဆိုပဲဘယ်လိုသိတယ်လဲဆိုတော့ကျွန်တော်ခေါတိရိုက်တင်မှုဆရာပရူတယောက်မှတော့တက်တက်ဆိုင်ဆိုင်အဲ့ဒီပုဂ္ဂိုလ်ဟာမောင်ဝိရဲ့ဆရာဟောင်းတယောက်ဖြစ်နေလို့ပေါ့ဗျာအမှန်ကမောင်ဝိနဲ့ကျွန်တော်ပတ်သက်ခဲ့တာဟာ 1998ဝန်းကျင်မှာဖြစ်ခဲ့တဲ့စီးပွားပြက်ကက်ကြောင်လို့ပြောမယ်ဆိုရင် ပြောလို့ရတယ်ဗျာကြွားတယ်လို့တော့မထင်လိုက်ပါနဲ့ဗျာတခါတခါကျွန်တော်မှရှိပြီကိုအတက်ဟုံးနိုင်တယ်စွန့်ရင်တခုပါလာတယ်လို့ရဲ့ဗျာဩအမြဲတမ်းသိနေမှာတော့အကြမ်းမြင်စရာလှုပ်ဆောင်တော့မှာပေါ့ဗျာဒါကြောင့်တခါတခါလို့ပြောတာပေါ့ဗျာတချို့ကိစ္စတွေမှာဆိုကြိုသည့်ကြူးမြင့်တာဟာကျွန်တော်ပင်ကိုစွန့်ရင်ကြောင့်ဖြစ်နိုင်တယ်လို့ကျွန်တော်ကစာစုံဖတ်ပြီး ကဘာကြီးမြမကြီးဟိုရေးဒီရေးတွေကိုအမြဲတမ်းလူလူဆက်ဆက်ဆူဆူမျက်စိတောက်တောက်ကြည့်နေကြလို့လေဖြစ်နိုင်ပါလေဗျာอืมတတိယတော့မို့ကျွန်တော်ရှင်းပြကိုကြူးမြင်ခဲ့တဲ့ဖြစ်ပျက်ကလေးတစ်ခုပြောပြအောင်မယ်ဗျာ1998ခုနှစ်တကြံရက်မတိုင်မီတရက်ကပေါ့ဗျာကျွန်တော်ဟာမြဝတီဘက်ကိုရေးကြီးကိစ္စတစ်ခုနဲ့သွားကန်နေကျွန်တော်စိတ်ထဲမှာထူးထူးဆန်းဆန်းခံစားမှုတစ်ခုပေါ်လာသည်ဗျာအဲ့ဒါကတော့ကျွန်တော်စီးနေတဲ့ကဟာ အက်ဆီဒန့်တခုဖြစ်တော့မယ်ဆိုပြီးတရားရုံးကလာသတိပေးနေတယ်လို့ပဲဗျာခက်တာကကျွန်တော်မြောင်းဝတီကိုခီးသွားမှာကလိုင်းကားနဲ့ဆိုတော့မစီမဆိုင်တယ်လို့ဖြစ်နေပြန်ရောဒါနဲ့ကျွန်တော်လဲဟုတ်တော်ရှိမဟုတ်တော်ရှိလူလူမဲမဲကားကွယ်ထားလိုက်တာကောင်းပါတယ်လေဆိုပြီးကျွန်တော်ဇနီးကိုကိုခီးသွားမှာလေးငါးရက်ပဲကြာမှာမို့အင်ရှိကကကိုဘယ်သူမှမစည်းပါစေနဲ့ရုပ်စွာအဆုံးအခုရထားတဲ့နေရာကနေ ကားကိုတလက်မမမယူပါစေနဲ့ဆိုပြီးမှားထားခဲ့မိပြီဗျာကျွန်တော်မိမကျွန်တော်ကားကိုသူများစီးမှကြောက်လို့ဥစ္စာ၆တဲလို့ထင်းနေပုံရပါတယ်ရှင်သွားမှသာသွားစမ်းပါရှင်ကားကိုဘယ်သူမှမစီးပါဘူးဆိုပြီးအငိုတူးတယ်ဗျာဒါနဲ့ကျွန်တော်လည်းရှင်းပြလိုက်တာ ကောင်းပါတယ်လीဆိုပြီးမဟုတ်ဘူးကွာငါစိတ်ထဲမှာကားနဲ့ပတ်သက်တဲ့အက်ဆီဒန့်တစ်ခုခု ဖြစ်တယ်လို့ခံစားနေရတယ်ဒါကြောင့်ကားကိုတလက်မမမယူပါနဲ့လို့ မင်းကိုမှားနေတာဆိုတဲ့အကြောင်းပြောပြလိုက်ပါတော့တယ်။ဒါပေမဲ့မိမကတော့တဲ့ယုံကြည်မရှိတဲ့မျက်နှာပင်းနေပဲဗျာ။ဒါနဲ့အဲ့ဒီညနေမှာကျွန်တော်မြောက်ဝတီကိုခီးထွက်လာလိုက်တာ။နောက်တည့်ရက်မြောက်ဝတီကိုရောက်လို့အထုပ်ပိုးတောင်မဖြစ်ရသေးဘူး။ရန်ကုန်အိမ်ကနေတယ်လီဖုန်းဝင်လာပါလျော့ဗျာ။ဖုန်းလင်းကနေကြားရတဲ့သတင်းကတော့ကျွန်တော်သမီးနဲ့ကျွန်တော်တူတော်မောင်လေးနှစ်သားကလေးအက်ဆီဒန့်တစ်ခုဖြစ်လို့အင်းစိန်စေးရုံရေးပေါ်ဌာနကိုရောက်နေပြီဆိုတဲ့သတင်းမှာပဲ။ ဒါနဲ့အခြေအနေဘလို့တော့မွေးလိုက်တော့ကျွန်တော်သမီးကမျက်နှာတစ်ချမ်းစုပ်ပြတ်သွားပြီးဒူတော်မောင်ကလေးငယ်ကတော့မရွက်တစ်ဖက်ထိန်းတော့ကပြက်သွားတယ်မတည်ကောင်းမကြောက်ကောင်းဗျာကျွန်တော်လဲစိတ်တူတူနဲ့မင်းကွာငါတည်တည်ရှာရှာမထရရနဲ့ဖြည့်ရတယ်လို့မင်းတော်တော်တောက်သုံးမကြတဲ့မိမဘာညာစုပ်ပြစ်လိုက်တော့သူကကားကလမ်းမပေါ်တက်မောင်းတာမဟုတ်ဘူးလေကျွန်တော်အိမ်နောက်ဖက်အေးရင်မွန်အိမ်ရဲကရက်ွက်လမ်းကြားလေးတွေကိုမောင်းသွားရင် ပက်ပစီအေးပလင်းတွေတင်းလာတဲ့ကားကလမ်းကြားလေးတွေကနေရုတ်တရက်ထွက်လာပြီးကျွန်တော်ကားနှစ်ပြည့်ကိုဝင်းဆောင်လာတယ်ဗျာပူးဆိုးတာကကားကတက်တိုင်းငါးတိုင်းပြည့်အောင်တော့မမောရသေးဘူးဆိုရယ်နောက်ပိုင်းတော့သမီးမျက်နှာနဲ့တူတော်မောက်နေရွက်ကိုမြီမွေးတိုင်းဖန်မွေးတိုင်းပြန်ဖြစ်အောင်ဒေါက်တာတထားဝင်နဲ့ကူးလိုက်ရတာသိန်း20ကျော်လောက်ထွက်သွားသဘောငွေကုန်ယူနဲ့ပြည့်စုံသွားတာကိုပဲကန့်ကြီးလာတယ်လို့ဆိုရမယ်ဗျာသမီးအကြောင်းပြောရင်သတိရလာတာတခုရှိသေးတယ်ဗျာ ကျွန်တော်ဟာသမီးမမွေးခင်ကလေးကသမီးကိုကြိုတွေ့ဘူးလေဆိုရင်ယုံနိုင်စရာတော့မရှိလောက်ဘူးပေါ့ဒါပေမဲ့သမီးကိုသူ့အမေကိုဝင်လွှဲထားတဲ့အချိန်ကသူ့ဘက်ကတခြားသူဘက်တွေထက်ပိုပြီးကြီးနေတာကြောင့်ယောက်ျားလေးမွေးမှာပါလို့ကြိုတင်မှန်းဆနေကြခြင်းပေါ့ဗျာအဲ့ဒီတော့ကကိုဝင်ဆောင်တွေကိုအထရာဆောင်တွေပါတွေရိုက်ပြီးတာလာသမီးလာကြိုတင်တိအောင်လှုပ်တာတွေကခင်မစားသေးဘူးလေဒီနေ့ကျွန်တော်ညဘက်နှစ်နှစ်ချက်ချက်အိပ်ပျော်နေတော့မှာ ကျွန်တော်ခြေတော့ကိုဒုံတယောက်ကကမ်းပြီးနှိုးသလိုခံစားရတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ခုနှစ်နှစ်သမီးရွယ်ဂျပန်စရောင်းနဲ့ကလေးလေးတယောက်ကဖီဖီဘယ်လျှောက်သွားနေတာတော့အိမ်မှာနေတယ်လို့မရှိပါလားဆိုပြီးမြည်တွန်တောက်တိနေတယ်ဗျာကျွန်တော်လဲကြောင်အန်းနဲ့ညီကဘသူတုံးလို့မေးလိုက်တော့သူကရီမောပြီးဖီဖီသမီးလေးတယ်ဗျာကျွန်တော်လဲအဲ့ရကလန့်လို့ပြီးဘယ်နဲ့အိမ်မက်ပါလဲလို့စိတ်ထဲမှာတွင်းပြီးပြီမဲ့ဘယ်သူကမှတော့ အဲ့ဒီအိမ်မက်အကြောင်းမပြောပြခဲ့ပါဘူး။တမိကိုမွေးပြီလို့ခုနှစ်နှစ်တမိရွယ်ရောက်ချိန်မှာကျွန်တော်အလုပ်ကိစ္စမျိုးစုံနဲ့အိမ်ပြန်မကတ်တဲ့ရက်တွေများနေတော့အိမ်ပြန်ရောက်တဲ့တည့်ရက်မှာတမိကကျွန်တော်ကိုအိမ်ရှိထွက်ကြတော့ဒီပုံစံနဲ့ချွတ်ဆွတူတဲ့ကလေးကိုငါဘယ်မှာမြင်ဘူးပါလဲလို့စဉ်းစားမိတော့မှသူ့မမွေးခင်ကအိမ်မက်အကြောင်းခေါင်းနဲ့ပြန်ရောက်လာတယ်ဗျာ။ကဲပါလေခမရုံနာမယုံနာထားလိုက်ပါတော့ကျွန်တော်ဇလန်ကိုရှေ့ဆက်ရအောင် 1998ဝန်းကျင်မှာစီးပွားပြက်ကက်ဆိုင်တော့ကျွန်တော်စီးပွားရေးလုပ်ငန်းတွေအကြီးအကျယ်ကြောက်ကြတော့မယ်ဆိုတာကျွန်တော်ကြိုးသိနေတယ်ဗျမမရရကျွန်တော်လုပ်ဖို့ကံပတ်တွေကိုဒုက္ခအကျက်တွေတခုရောက်တော့မဲ့အကြောင်းပြုတ်ပြတော့လေသူတို့ကတုံ့နှိပါဝေပါပဲအဲ့ဒီတော့ကအရှေ့နိုင်ငံတော်တော်များများလဲစီးပွားပြက်ကက်ကြုံတော့မဲ့အရေးအယောင်တွေပိုးနေတော့သတင်းစာတွေရီဗျူတွေကနေပြီးတော့သတင်းတွေနားထောင်ပြီးကျွန်တော်အကြောက်လွန်နေတာလို့ထင်ကြဟန်တူပါရဲ့ဗျာ ကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်ကျူရင်ကာကွယ်မှုတွေလုပ်တဲ့နဲ့ထင်တာနဲ့စည်းဝါပြက်ကကျွန်တော်တို့ကုမ္ပဏီကိုဝန်ဆောင်လိုက်ရင်ခံတောင်းနီးမျိုးစုံနဲ့ကြံဖန်ဝင်ချဖို့လုံမန်းမှာတော့လေအဲ့ဒီအချိန်ဟာမန္တလေးတသိန်းစီမံကိန်းပြီးခါစားမလို့မတော်တဆစည်းဝါကြီးပြက်ကနဲ့ကျုံးလာရင်တောက်ခံနိုင်အောင်ဝင်ကောင်းကောင်းတကွင်းတော့ကျူကျူရင်ရင်ရိုက်ထားမှဖြစ်မယ်လို့စိတ်ကူးနေတဲ့အချိန်ပေါ့ဗျာမန္တလေးကစီမံကိန်းလက်ဆတက်နေချိန်မှာမန္တလေးကျွဲဆက်ကံရက်ကတိုင်းလူမှုကြီးကြပ်ရေးမြေနေရာကို စာဦးတွေစောက်ချင်တဲ့တရင်တစ်ခုဝင်လာကြဗျာအဘေးအယူကတော့မြေခွက်ကိုနှစ်ပိုင်းပန်းပြီးတပိုင်းမှမဝင်တဲ့အရာတွေစောက်ချင်တယ်ကြံတဲ့မြေတဝက်ကိုတော့ contract ကရမယ်ပေါ့ဗျာကျွန်တော်လဲကျွေးစက်ကံကမြေစည်းနဲ့အစာဦးအတွက်ကွန်ကြားစည်းတွေတွက်ချက်ကြည့်လိုက်တော့အမျက်စွန်းကမက်လောက်စရာဖြစ်နေတာနဲ့အဲ့ဒီလူကိုရောင်းလိုက်မယ်လို့ဆုံးဖြတ်လိုက်ပါလေကံကောင်းကျင်တော့အဆက်အသွယ်ကတိတ်တောင်ခက်ခက်ခဲမချလိုက်ရပါဘူးကျွန်တော်ရန်ကုန်ရုံးခန်းကိုဝင်ထွက်နေတယ် ကူတမောင်းဆိုတဲ့သူဟာပြည်သူ့ဝန်ဟာဦးစီးဌာနကညွှန်ကြားမှုချုပ်ဘူမူကြီးညီပူရဲ့ကိုရီးယားအရာကြီးဖြစ်နေတာကြောင့်သူကနေတဆင့်လုပ်ငန်းဝင်ရနိုင်မှုအခွင့်အလမ်းပေါ်လာပါတော့လေ။ဩအဲ့ဒီခေတ်ကအလုပ်ရတယ်ဆိုတာအလကားတော့ဘယ်ရမလဲဗျာ။ဒီလိုပဲပန်းရဆိုင်ရတွေကိုဝင်ရထွက်ရတာပေါ့။ဝင်ရထွက်ရတယ်ဆိုတာလပိလက်ယူလို့ရတာကိုပြောတာဗျာ။အပေးယူကိစ္စကလည်းမျိုးစုံပါဗျာ။ ဘယ်၍ဘယ်မြပြိမဲဆိုတာနှုတ်ကတိတမျိုးငွေသားတချို့လက်ဆောင်ပစ္စည်းနဲ့တွေထုံးစံအတိုင်းဝင်ရထွက်ရတာပေါ့အစင်းစင်ဝင်လိုက်ထွက်လိုက်တာ နောက်ဆုံးမှလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဦးစီးဌာနဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးမောင်လာအိမ်တော်ရောက်သွားသည်ဗျာသူ့အိမ်ရောက်သွားတော့မန္တလေးတိုင်းဦးစီးမှုဘုံမှုကြီးဆောင်ဝင်တယ်ဗျာတိုင်းဦးစီးမှုကဝန်ကြီးကိုကြောကျင်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့ဗျာတကယ်တမ်းကျွန်တော်အလုပ်တော့ခွင့်ပြုမိန်တွားတောင်းတာပါ ကရုပ်ဘူးလွယ်တဲ့ပစ္စည်း၄ငါးသိန်းမှုတော့ကျွန်တော်အိတ်ဆိုင်ပေါ့။ဝင်းကြီးရင်ရောက်တော့ဘူကြီးစော်ဝင်းကပါလာတဲ့လက်ဆောင်ပစ္စည်းတုပ်တွေကိုသူ့ကိုယ်တိုင်သေးချကျွန်တော်ကိုကားပေါ်မှာဆောင်ခန်းပြီးဝင်းကြီးအိမ်ထဲကိုဝင်းသွားပါလေရောဗျာ။အခြေအနေကြည့်ပြီးကျွန်တော်ကိုလန့်ခေါ်လိုက်မယ်ဆိုပေမဲ့နိုင်ဘွက်တတလောက်မှာကုလိုချောကမှုရတဲ့မျက်နှာနဲ့ထွက်လာပြီးကုသက်ခိုင်ခမည်းတင်ပြတဲ့စီမံချက်ကိုဝင်းကြီးကလက်ခံလိုက်ပြီးခမည်းဝင်းတွေ့စရာမလိုတော့ဘူးလို့ ဝန်သားအရာပြောလာပါတယ်ဝန်ကြီးမျက်နှာကြည့်ရဖို့ကရေမကြည့်ပါဘူးညာအလို့အစဉ်ပြေဖို့သာအဓိကမဟုတ်လားဝန်ကြီးသဘောကောင်းလိုက်ပုံများကျွေးစကံကမြေကွက်မှာမြေပေးယူနေစီမံကိန်းအပြင်ချမ်းမြတ်သားစီရက်ကမြေကွက်လက်မှာလဲအခန့်ပေးအခန့်ယူစနစ်နဲ့ရှစ်ခန့်တွဲလေးတက်တလုံးမှာဆက်ခွင့်ပြုလိုက်သေးဗျာဒီလိုနဲ့မန္တလေးတိုင်းထဲမှာနောက်ထပ်ဂွန်တစ်ခုချိတ်မိပြန်ရောဆိုတော့ဒါပေမဲ့ဗျာအဲ့ဒီစီမံကိန်းကိုအစာဆုံးအကောင်အထည်ဖော်ရမှာမို့ ကျွန်တော်မှငွေလုံးလောက်မရှိပြန်ဘူးဗျာကျွန်တော်ရမယ့်မြေခွဲဆိုတာကလည်းစီမံကိန်းကိုသူတို့ပဲစိတ်ချရတဲ့အနေအထားတည်းအကောင့်ထဲဖိုးပြနိုင်ရမယ်မဟုတ်လားဒါနဲ့ငွေပြင်ငွေရင်းရနိုင်မယ့်နီလန်ကိုအပူဒီပြင်းရှာပြန်ပါလေအဲ့ဒီအချိန်ဟာရန်ကုန်ကအလုပ်ပွဲစားတော်တော်များများမဝိတ်ကိုချင်းကဲ့နေကြတဲ့အချိန်ပေါ့ဖြစ်ပုံကအဲ့ဒီအချိန်ဟာပုဂ္ဂလိကအစာအုပ်လုပ်ငန်းတော်တော်များများအကြက်တက်တွေ့နေကြတဲ့အချိန်မူဆောက်လုပ်ရေးပစ္စည်းတွေဟာ ဝေသူမရှိလောက်အောင်ဖြစ်တာကြောင့်မောင်ဝိဟာသူ့လက်ထဲမှာပုံနေတဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရောင်းထုတ်ခြင်းတွေအချိန်များဒီသတင်းဟာစီးပွားရေးလောကတွေကနေတစင်စကားတစင်နာနဲ့ကျွန်တော်စီကြောက်လာတာပါပဲဒီသတင်းကြောင့်ကုန်တယ်တချို့နဲ့အလုတ်ပွဲစားတော်တော်များများဟာမောင်ဝိလက်ထဲမှာရှိနေတဲ့တန်ချောင်းတွေဘီးလက်မြေတွေကိုအကျွေးစနစ်နဲ့ဝေခွင့်ရအောင်လုံမနေကြတာပေါ့ဗျာရောင်းဝကြနေတဲ့အချိန်မှာဘာကြောင့်အကျွေးဝေခြင်းကြတယ်လဲဆိုတော့ မောင်ဝိကဘီလက်မြင်နဲ့တန်ချောင်းတွေရလာရင်တိုက်ခန်းကားချမ်းမြေတွေနဲ့လဲထက်လုပ်ပြီးစီဝါပြက်ကကိုကြော်လာနိုင်မှုပေါ့ဗျာမောင်ဝိစီကိုချင်းကကြတဲ့သူတွေဟာစေကနန်းဝင်းကျင်လောက်ရှိပြီမယ်လွတ်လွတ်ရမှာစိစက်တိကျလာတဲ့မောင်ဝိကိုယုံကြည်အောင်ဘယ်သူမှအမထုတ်နိုင်ခဲ့ကြပါဘူးမောင်ဝိကလည်းလူလဲပဲဗျာပုဂလိကဆောက်လို့ရလုပ်ငန်းတွေကက်ဆိုင်နေရကိုသူသိတာပေါ့ဒါကြောင့်သူ့ပစ္စည်းတွေကိုအကျွေးယူပြီးမတိကျမရေရာ ငွေလျှောက်လိုက်မဲ့ဇလန်းလေးမှာဘေကြားညက်ခံမှမလဲဒါနဲ့ပဲမောင်မွေးစီကနေပွဲစားတော်တော်များများတက်ခေါက်ပြန်လာကြရတာကြီးပါပဲတချို့လူတွေမအောင်မြင်တဲ့ကိစ္စကိုပူပြီးစိတ်ဝင်စားရတဲ့ကျွန်တော်ဟာမောင်မွေးကိုတွတ်တွေ့ပြီးအလုပ်ပြောင်းညှိနှိုင်းမှုစိတ်ပိုင်းဖြစ်လိုက်ပါလေမောင်မွေးနဲ့ပတ်သက်ရပတ်သက်ကြောင်းလူတွေကတဆင့်မောင်မွေးရဲ့ဇယိုက်တဘာဝကိုတပတ်လောက်လိလပြည့်တဲ့အချိန်မှာတော့ကျွန်တော်နဲ့မောင်မွေးဟာသူ့ကုမ္ပဏီရုံးကမှာမျက်နှာချင်းဆိုင်မိကြပါတော့တယ် အသက်30ဝန်းကျင်လောက်သာရှိသေးတယ်။နာမည်ကျော်သတိမဝင်ဟာတမန်အရာမောင်းတာရှိပေမဲ့အကစားသမားပုံပေါက်ပါတယ်။ရုပ်ရည်တတ်ပါတယ်။မြောက်ပြိုတယ်တော့မထင်လိုက်ပါနဲ့။ကျွန်တော်စိတ်ထဲမှာမောင်းဝေးကကိုရီးယားမင်းသားတစ်ယောက်နဲ့တူးနေတယ်လို့ပဲဗျာ။ဟုတ်ပါတယ်။မောင်းဝေးကလူကျော်စီးရင်ဝင်တယ်လို့ဆိုနိုင်ပါတယ်။မောင်းဝေးနဲ့ကျွန်တော်အပြန်အလှန်လိပ်စာကတ်တွေပေးပြီးမိတ်ဆက်ပြေးချိန်မှာတော့အလို့စကားစပြောဖြစ်ပါတော့တယ်။ ျွန်တော်လဲလူရင်တူရှင်းမယ်ခမစီကဘီးလက်မြင်းနဲ့တန်းချောင်းဒေါ်လာတသိန်းမှုလောက်ဝေးခြင်းတယ်လို့စကားဆလိုက်ပါတော့တယ်ဒီတော့သူကကုသခံဘလူငွေပေးချင်မှလဲဆိုပြီးဒေရုပဲပြန်မိလာပါတယ်ကျွန်တော်ကတော့ခရီးလေးတန်းနဲ့၃လဆန်းအကျွေးစနစ်နဲ့ဝေးခြင်းတာပါလို့ပြန်ဖြေလိုက်တော့သူကခမကကျွန်တော်ကိုဘာအမှခံချက်ပေးမှလဲတဲ့ဒီမိကွန်းဟာကျွန်တော်မျိုးလမီးသားဖြစ်တာကြောင့် ကိုမောင်ဝိဘလူအာမခံညမျိုးလူကျင်တာလဲလို့ပြန်မေးလိုက်ပါလေဒီမှာနေမောင်ဝိဟာရုတ်တရက်နှုတ်ဆိတ်သွားပြီးတော်တော်ကြားမှာကုသခံပြနိုင်တဲ့အာမခံအမျိုးအစားတွေကသာပြောကြည့်ပါကျွန်တော်လက်ခံနိုင်နေဆိုရင်လက်ခံပါမယ်လို့တုံ့ပြန်လာပါတယ်ကျွန်တော်လက်ခေးလေးတန်နဲ့အမှန်တိုင်းပြောရရင်ကျွန်တော်ဘာအာမခံချက်မှမပေးချင်ဘူးကျွန်တော်နှုတ်ကရီတလုံးကိုပဲအာမခံဖြစ်ထားချင်ပါတယ်ဒါပေမဲ့ခမည်းနဲ့ကျွန်တော်ဟာ အခုမှတည်ကျွန်းကြတာမို့ကျွန်တော်ကံလန့်ချက်ကိုခမလက်မခံနိုင်ဘူးဆိုတာလေကျွန်တော်သဘောပေါက်နေတယ်ဒီတော့ကျွန်တော်ဝင်မဲ့ပစ္စည်းတွေအတွက်အယောင်းဝယ်စာချုပ်ကိုဌာနဆိုင်ရာအမည်နဲ့ဝယ်ရမယ်စာချုပ်ကိုလည်းအဲ့ဒီဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်ကပဲလက်မှတ်ရေးထိုးပြီးဝယ်ရမယ်အခုချိန်ဟာနိုင်ငံခြားဝင်တမှုအပြောင်းအလဲမြန်နေချိန်မို့အယောင်းဝယ်စာချုပ်မှာအမေရိကန်ဒေါ်လာနဲ့ပေးချင်မှာပါလို့ပြောချလိုက်ပါတော့တယ် ကျွန်တော်ကလန်းချက်ကိုစိတ်ဝင်စားသွားတဲ့မောင်ဝင်းရဲ့မျက်လုံးတွေဟာအယောင်တောက်လာပါတယ်ကျွန်တော်စိတ်ထဲမှာဒီဘွဲအောင်မြင်တော့မယ်ဆိုတာကြိုးသိလိုက်ပါပြီသူကကုသခိုင်ကဗေဒနာနဲ့ချုပ်ပြနိုင်တယ်လေဆိုတော့ကျွန်တော်ကခအေးပဲလူမှုကြီးကြပ်ကြီးရဲ့ပြည်သူ့အင်အားဦးစီးဌာနပါလို့ပြန်ဖြေလိုက်တော့သူကဘယ်အဆင့်ရှိတဲ့ပုဂ္ဂိုလ်ကလက်မှတ်ထိုးมาလဲဇိုးလာပြန်ပါလေဒီတော့ကျွန်တော်ကကုမောင်ဝိတ်အင်းနဲ့ဘယ်အဆင့်လောက်ရှိတဲ့သူဆိုရင် ်ယုံကြည်လက်ခံနိုင်မလဲလို့မေးလိုက်တဲ့အခါသူကခဏစဉ်းစားပြီးညွန်ကြားမှုကြောင့်အစင်းလောက်ဆိုကျွန်တော်လက်ခံပါတယ်လို့ဖြေပြာကျွန်တော်လည်း10မိနစ်သာသာလောက်ငြင်းနေလိုက်ပြီးမှစာချုပ်ကဘယ်နေရာမှာချုပ်ချင်ပါတယ်လဲလို့အတွန့်တက်လိုက်ပြန်ပါလေအမှန်တော့ငြင်းနေလိုက်တာဟာစဉ်းစားချင်းအောင်ဆောင်းလိုက်တာပေါ့ဗျာသူမေးတဲ့မေးခွန်းတွေသူလက်ခံနေလို့တဲ့အခြေအနေတွေအားလုံးကိုကျွန်တော်ကြိုးတက်ခဲ့ပြီးသားမှုကျွန်တော်အကွက်ထဲကိုတန်းဝင်လာတာကြောင့် ချက်ချင်းအပြည့်မပေးပဲမူလိုက်တာပေါ့ဗျာတိတ်ပြီးစိစက်တေချာလာပါတယ်ဆိုတဲ့မောင်ဝိဟာယုတ်တရအဲ့ရကလန့်လို့သလိုအမူရနဲ့အေးဗျာကုသကံပြောမှာစာချုပ်ချုပ်မဲ့နေရာအကြောင်းစဉ်းစားမိတော့တယ်ဌာနဆိုင်ရာကဝင်မဆိုတော့အယောင်ဝင်စာချုပ်ကိုအဲ့ဒီဌာနရဲ့ညွှန်ကြားမှုချုပ်ရုံးကမှာပဲချုပ်ကြတာပူပြီးတော့ကြမယ်ထင်ပါတယ်လို့ဆိုသည်ဗျာအဲ့ဒီအခါမှာကျွန်တော်ကခမရတောင်းဆိုတဲ့အတိုင်းဖြစ်စီရမယ်ဗျာအယောင်ဝင်ဖြစ်ပြီလို့သာသဘောထားလိုက်ပြီးတော့ ပြောပြောဆိုဆိုကျွန်တော်ဝေချင်တဲ့ပစ္စည်းစင်းစာရုပ်ကိုသူ့ရှိတိုးပေးလိုက်ပြီစာချုပ်ကိုခမရေးမလားကျွန်တော်ရေးရမလားမေးလိုက်ပါတော့လေပုဂ္ဂလိကကုန်တယ်တွေကတ်ဆိုင်နေချိန်မှာသူ့ပစ္စည်းတွေကိုသူ့စိတ်ကြစည်းနဲ့ဌာနဆိုင်ရာတခုကိုဒေါ်လာတသိန်းညို့ဘူးရောင်းရတော့မယ်ဆိုတဲ့အတွေ့အကြုံပျော်ရွှင်သွားတဲ့မဝေးရဲ့အမှုရာဖုံးပြီးလို့မရနိုင်အောင်ပေါ်လွင်းနေပါလေသူနဲ့ကျွန်တော်လက်ဆွဲနှုတ်ဆက်ပြီးသူ့ရုံးငန်းကအပြန်မှာတော့ကျွန်တော်ကားပေါ်မှာအစင်းစင်းဆောင်ခိုင်းထားတယ် တက်ကြွကြီးမောင်တွေနဲ့ကျွန်တော်ဟာလူမှုကြီးကြပ်ရေးပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားမှုရုံးခန်းကိုဆက်ပြီးခြေတက်ခဲ့ပါတော့တယ်စစ်စင်ရေးအောင်မြင်မှုကိုညွှန်ကြားစီသတင်းပို့ဖို့ပေါ့ဗျာဟုတ်တယ်ဗျာဒီပစ္စည်းတွေကိုဒေါ်လာနဲ့ခြေပြီးဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုခုကနေညွှန်ကြားမှုချုပ်အဆင့်ရှိသူတယောက်ကရောင်းဝယ်စာချုပ်မှာလက်မှတ်ထိုးနိုင်မယ်ဆိုရင် မောင်ဝေးကသူ့ပစ္စည်းတွေကို၃လဆိုင်အကျွေးစနစ်နဲ့ရောင်းနိုင်မယ်ဆိုတာကျွန်တော်ကျင်းသေးပါကျူရင်တွက်ဆထားပြီးသားမှုတ် ညွန်ကြိုင်းမှုချုပ်ဘုံမူကြီးညီပုကိုတက်ကြွကြီးမောင်တင်ကတဆင်ကျူရင်စည်းဝါကြိုက်ထားခဲ့ပြီးပါပြီ။ဒါကြောင့်ငုံဝင်းနဲ့ညီနိုင်ဆွေးနွေးဖို့တွားကြတဲ့ကကူမောင်တင်ကိုကားထဲမှာကြိုးပြီးခေါ်လာတာပေါ့။ဒီလိုနဲ့နောက်သုံးရကြမှာမောင်ဝင်းနဲ့ဘုံမူကြီးညီပုတို့ဟာကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဘီးလက်မြင်းနဲ့တန်ချောင်းကာလတံပိုးစုစုပေါင်းဒေါ်လာ3သိန်း6000ကျော်ဖို့ရောင်းဝယ်စာချုပ်တစ်ခုကိုရန်ကုန်မြို့ကမ်းလှမ်းက6ထက်ယုံကြီးမှရှိတယ် ညွန်ကြားမှုချုပ်ရုံးခန်းမှာချုပ်ဆိုခဲ့ကြပါတော့တယ်တကယ်တော့အဲ့ဒီနေ့မှာမောင်ဝင်းတိမသွားကြတဲ့အခြားစာချုပ်တစ်စောင်လည်းချုပ်ခဲ့ကြပါသေးတယ်အဲ့ဒီစာချုပ်တစ်စောင်ကတော့မောင်ဝင်းစီကဝယ်လိုက်တဲ့ဘီလက်မီနဲ့တန်ချောင်းတွေအားလုံးရဲ့အရေးရဲ့ပိုင်ဆိုင်ခွင့်ဟာကျွန်တော်ဖြစ်တယ်ဆိုတဲ့စာချုပ်ပါပဲဒီအချိန်ဒီမှာမှတ်မှတ်သားသားပြောချင်တာကဘူမူကြီးညီဘူးဟာတကယ်လူယိုးလူကောင်းဆိုတဲ့အချက်ပါပဲသူဟာသူရဲ့ကောင်းမတန်းဝင်တဲ့စိတ်ကို နှစ်ကြိမ်နဲ့နဲ့ရခဲ့ဘူးသူပါဝေချိုကြီးခင်ညွန်းနဲ့လည်းအတော့ကိုတရင်တင်းရှိတယ်လို့သိရပါတယ်ကျွန်တော်ကိစ္စမှာသူပါဝင်ဖြစ်တာဟာသူ့တွေ့ကြော်ကုမောင်တင်အလော်ကောင်းလို့ယူသွားသားဝင်ပြီးကူညီခဲ့တာပါ သူ့အတွက်ခါရတာလေးဘာလေးတော့ရှိတဲ့ပေါ့ဗျာခါရတဲ့တမှုကလည်းသူလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်တမှုနဲ့နှိုင်းရှင်ရင်အစွန်းတော်တော်မရှိပါဘူးဗျာဩဃာဆိုရလားစီဝါရီလောကမှာ အစိုးရအရာရှိကြီးကိုဂါရဝပြုတဲ့အနေနဲ့ပြည်ရကမ်းရတာကိုဂါလိုအတူကခေါ်သူမှုပြုကြခြင်းပါဗျာဟုတ်ကဲ့အပိုင်း52ကိုဒီမှာပဲခေတ္တရနာခွင့်ပြုပါခင်ဗျာလာမယ့်အပိုင်း53တတိယပိုင်းရဲ့ဇသိမ်းပိုင်းကိုလည်းစောင့်မျှော်ပြီးအားပေးကြအောင်ခင်ဗျာလာရောက်အပိနဆင်ကြတဲ့သောတာရှင်ပေါင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာမြန်မာပြည်သူပြည်သားများအားလုံးဒုက္ခပေးအမျိုးမျိုးကကင်းဝေးကြပါစေခင်ဗျာ